လီဗာပူးပွဲမှာတိုင်ခင်မှာခရစ်ဆော့တန်ပြောစကားနဲ့ချယ်ဆီကိုမဖြစ်မနေအတိမတ်ပြုဖို့လိုတယ်ဆိုတော့အွန်ရီရဲ့ပြောစကားနှစ်ခုကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်ခင်ဗျာကျွန်တော်တို့ဒီညလီဗာပူးနဲ့ပွဲမတိုင်ဘူးပေါ့နော်ခရစ်ဆော့တန်ဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုမှတ်ချက်ပေးသလဲကျွန်တော်အဲ့ဒီပိုင်းကိုအရင်ဆွေးနွေးကြည့်ပါတယ်ပွဲကတော့ဟိုဒီညစကန်ပါပေါ့နော် အဲ့တော့ဆောက်တန်ကချယ်ဆီနေနဲ့ကစားသမား17ယောက်နဲ့ကစားရမယ်ဆိုရင်လီဗာပူးကိုကြောက်နေစရာမရှိဘူးဆိုပြီးတော့သူစပြောခဲ့တာပါချယ်ဆီကအားတဲ့ဒီ United နဲ့ Brighton ကိုအမှတ်ပေးပွဲတွေမှာဇတိုက်ရှုံးနေခဲ့တာသူတို့ကိုသူတို့ထိခိုက်အောင်လှုပ်လိုက်တာမျိုးကြောင့်ဖြစ်ပါတယ်ပွဲစဉ်နှစ်ခုလုံးမှာကစားသမား17ယောက်အပြည့်ရှိအောင်ထိန်းထားနိုင်ခဲ့မယ်ဆိုရင်တကယ်ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိခဲ့မှာပါဒါကြောင့် Liverpool နဲ့ပွဲမှာလူဆုံအောင်ကစားနိုင်ဖို့က Chelsea ရဲ့ပထမဆုံးပန်းနိုင်ဖြစ်ပါတယ် ကစားသမား17ယောက်နဲ့သာကစားရမယ်ဆိုရင်ချယ်ဆီက6ပတ်မှမပိုင်တော့မှလီဗာပူးကိုဒုက္ခပေးနိုင်ပါတယ်။ဘာလို့လဲဆိုတော့လီဗာပူးရဲ့ခံစစ်ကလည်းလုံးဝမတိမငိမ့်နဲ့ရှုပ်ထွေးနေလို့ပါလို့ပြောသွားခဲ့တာပါ။ဒါတော့ခရစ်ဆော့ဒန်ရဲ့အမြင်ပေါ့နော်။ဆော့ဒန်ဆိုတာကလည်းချယ်ဆီတင်းမှာကစားခဲ့မှုတဲ့ကစားသမားသားဟောင်းပဲ။လောလောဆယ်တော့ဒါဖုတ်ဘောဘန်ဒစ်လုံးနေတယ်ပေါ့ဗျာ။ဆိုတော့သူပြောတဲ့စကားနဲ့ပတ်သက်ပြီးကျွန်တော်ကတော့ဟိုအမြင်နှမျိုးတော့ရှိတယ်ဗျာ။မနေ့၁၁ရက်၁၁ရက်ချင်းဆိုရင်ချယ်ဆီအကောင်းဆုံးဒုက္ခပေးနိုင်တဲ့ level အနေထားမျိုးမှာရှိတယ်။ အရှိပွဲတွေမှာဆေးရောက်ဖြစ်လို့ရှုံးသွားတာလည်းဒါရှုံးတာတစ်ပိုင်းပေါ့နော်သို့တော့အဲ့ဒီရှုံးနေမှုဟာအကိုတွေညမ်းလို့လည်းပါတယ်လို့အသင်းလိုက်ဟန်ချက်လိုအပ်မှုကြောင့်လည်းပါတယ်ဗျပြောချင်တာဗျဒီအနီကက်ပစ်တံကပြိုင်ဘက်အသင်းကတက်တက်ကြီးလှုပ်လိုက်တာမဟုတ်ဘူးအဓိက ကိုစိုက်ပြိုးတဲ့အရာကိုကိုပြန်ရိတ်တင်ရတာဒါပဲကျွန်တော်ဒီအနီကက်ပစ်တံမထီအောင်အသင်းလိုက်စီစီလုံးလုံးကြွကြွလေးလေးကစားမယ်ဆိုရင် အနီကက်ထိစရာအောင်မလိုတာကျွန်တော်ဆိုလို့ရင်သူကအနီကက်ထိဖို့အတွက်နီလန်းကိုမရောက်အောင် ကစားဗျာအနီကက်ထိမှတာအနီကက်ထိတဲ့အတွက်ကြောင့်ဒီပွဲစဉ်တွေကရှုံးတာလို့ကျွန်တော်ကစင်ကြေစင်လက်စင်ရွက်တွေမပေးလို့ခြင်းနော်ကျွန်တော်တို့7ယောက်7ယောက်နဲ့ပဲကစားမယ်လုံးဝနိုင်တယ်ဘလို့ပဲဖြစ်ဖြစ်ငါတို့ကဲမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲသွားချင်တာပေါ့ကျွန်တော်ပြောချင်တာလီဗာပူးတင်းရဲ့နောက်တန်းမတီငိန်တာကလည်းဟုတ်တယ်တိုးတော့ Chelsea လောက်တော့မဆိုဘူး အခြေစင်းနောက်တန်းမှာဆိုရင်ဒီပွဲစဉ်အတွက်မပါဝင်နိုင်တဲ့အသင်းအဓိကကစားသမားတွေအများကြီးပဲ Wesley Fofana, Tosin, Trevor Chalo ပါ Levine ကိုပဲအဓိကလူတွေကြီးပဲမပါတာဒါအချင်းပေါင်းနဲ့ဗရီယာရှိုင်းတွဲပြီးကစားဖို့များတယ်အဲ့တော့ကြောင့်ဟို10ယောက်10ယောက်ကစားသည်ဖြစ်စီ10ယောက်11ယောက်ဆော့သည်ဖြစ်စီ11ယောက်11ယောက်ဆော့သည်ဖြစ်စီကို့အသင်းဟာတန်တီမှန်ဖို့လိုပါတယ်ကစားပုံကောင်းဖို့လိုတယ်လူထုတ်ပုံကောင်းဖို့လိုတယ်ဒါမဲ့ဘလို့ပဲအကောင်းဘက်ကိုမျှော်လင့်တာမျှော်လင့်တာကျွန်တော်တို့မှာ အခြေခံပြဿနာကြီးတခုရှိနေတယ်။အဲ့ဒါကနောက်တန်းကစားသမားမဖြစ်တင်းမှုပြဿနာပဲ။ဇန်နဝါရီရောက်ဖို့ကျွန်တော်လာရင်အများကြီးလိုသေးတယ်။လပိုင်းကိုယ်မပါဝင်နိုင်တဲ့အခြေအနေကနေကျွန်တော်တို့ဘလို့သွားမလဲဆိုတာပဲကျွန်တော်တွင်းတွင်းအသက်ရှူကြက်တယ်။အဲ့တော့ဆောက်တန်ပြောစကားလိုမျိုးဒီပွဲစဉ်က7ယောက်7ယောက်ဖြစ်ဖို့အတွက်ပဲမျှော်လင့်ပါတယ်။10ယောက်7ယောက်ဖြစ်လို့မရအောင်ကျွန်တော်တို့အနီးကပ်ထိတာ3ပွဲသက်တိုင်းရှိပါပြီခင်ဗျ။ ုတ်ကဲ့ကျွန်တော်ညီကိုတွေကိုမိတ်ဆက်ပေးစရာလေးတစ်ခုရှိပါတယ်ဒါတော့ကျွန်တော်ညီကိုတွေဘောလုံးပွဲတွေပြင်းမယ်ဆိုရင် senior agent ဖြစ်တဲ့ Dodgers ီမှာမောင်းငငါချောင်း iMac ခွန်ရှိကို၅လုံး miss တို့ကို member သစ် bonnet unit ဖြည့် bonnet တွေနဲ့အတူတပတ်နှစ်ကြိမ်ယုံကြည်စိတ်ချသွားစောကစားနိုင်ပါ रे ခင်ဗျာအသေးသေးသိကျင်နေဆိုရင်တော့ဘာဘာနံပါတ်89 893 180 380မှာဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါ रे ဒီတကောက် Onry ရဲ့ Chelsea ကိုဟိုချီကျူးထောပနာပြုတ်သွားတဲ့ဇကားလေးတခုကျွန်တော်ဆက်လက်ဆွေးနွေးကြည့်အောင် ်လက်ရှိအချိန်မှာ PSG ကိုရှုံးနိမ်ထားတဲ့ဘယ်ကလပ်တင်းဆို Chelsea တင်းကိုလေးစားမှုပြုပေးရလိမ့်မယ်လို့သူပြောသွားခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ Liverpool Barcelona တို့လိုအဖက်ဖက်ပူပြီးအင်အားပြည့်စုံနေတဲ့အသင်းတွေကိုတောင်းနဲ့ PSG ကိုအနိုင်မကန်နိုင်ခဲ့တဲ့အတွက်အခုချိန်မှာ PSG ကိုအနိုင်ခံပြီးသူတို့ရဲ့အစ်စ်အမှန်အင်အားကိုပြတ်တတ်ထားတဲ့ Chelsea အသင်းကိုတခြားအသင်းတွေကလေးစားမှုအပြည့်အဝပေးကူပေးရလိမ့်မယ်ဆိုရင် Unre ကချီချူထောပနာပြုသွားခဲ့တာပါမှန်ပါတယ်ကျွန်တော်တို့ FIFA Club World Cup မှာ တပွဲတို့ပလန်နဲ့သွားလို့ရရတယ်ဒါကိုဖင်ပိတ်ပြီးတော့မငြင်းဘူးမှန်တယ်တပွဲတို့ပလန်နဲ့ဘလို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 ့သွားမယ်ဆိုတာလက်ခံတယ်တိုးတော့ PSG ဒီလက်ရှိအချိန်မှာကမ္ဘာမှာအကောင်းဆုံး club တင်တင်လူမစုံတော့မှဘာဆူနာအသင်းကိုအကောင်းဆုံးတုံ့ပြန်ရင်ဆိုင်ကစားခဲ့တယ်အဲ့အချိန်ကာလတော့ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့ PSG ဒီလူစုံတက်စုံနဲ့ Chelsea ကိုကစားခဲ့တာနောက်တပွဲတို့ပလန်ဆိုရင်တော့မှပြင်လင်းပြောမယ်ဗျာ2000 နော်စက်နှစ်ဘူဆွဲခဲ့တဲ့အချိန်တုန်းကလိုမျိုး2020နှစ်ဘူဆွဲခဲ့တဲ့အချိန်တုန်းကပုံစံလိုမျိုးကစားသွားတာမဟုတ်ဘူးအဲတော့ကျွန်တော်တို့ underdog အနေနဲ့ကန်တယ် underdog ပုံစံမျိုးခံပြီးတော့ဆော့သွားတာလုံးဝစိတ်တပိုင်းဆိုင်ရာအသာတိရအောင်ဟိုဟိုကစားပြီးတော့ဗျာချစ်ချစ်လေးလေးနဲ့အောက်တင်းအနေနဲ့တံပြန်ကောင်တာဒုက္ခပေးသွားတဲ့ပုံစံမျိုးဆော့တာသို့တော့အဲ့ဒီ PSG ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်အားကြတော့ကျွန်တော်တို့အဲ့ဒီအဲ့ဒီလိုလုံးဝခံဘက်ကြီးနဲ့ဟိုဆော့နေတဲ့အသင်းအသင်းတော့မဟုတ်ဘူးဗျာတေချာစနစ်တကျ view ပါပိုင်းနဲ့ PSG လုံးဝ ပြန်ပြီးထမလာအောင်အရှိုက်တက်တဲ့ကျွန်တော်ထိုးနိုင်ခဲ့တယ်အဲတချို့ယာတီဥရုဘာညာကတော့ပါကောင်းပါလိမ့်မယ်ဗျာဒါတော့တော့မငင်းချင်ဘူးတိုးတော့ဖြူဝပိုင်းရပဲဖြစ်ဖြစ်ပလေယာတယောက်ချင်းစီရဲ့ဒီဘွဲပေါ်မှာနိုင်လူစိတ်ပြင်းပြမှုဟာပဲဖြစ်ဖြစ် PSG ကစားသမားရဲ့ထက်အများကြီးအသာရရခဲ့တယ်ဒါက Onri ပြောတဲ့စကားမှန်ကန်ခြင်းကိုကျွန်တော်ကဟိုဘယ်လိုပြောမလဲထောက်ခံတဲ့အနေနဲ့ဆွေးနွေးတာပါအဲတော့ကျွန်တော်ညီကိုရောဒီ PSG ကိုအနိုင်ယူခဲ့တဲ့ Chelsea တင်းရဲ့ဆွမ်းဆောင်ရုပ်ကိုပြန်လဲအောက်မေ့ အဲတတိယရင်းနဲ့ပေါ့နော်မှတ်ချက်စကားလေးတခုခုဝင်ပြီးတော့ရေးသားပြီးသွားကြပါအောင်ခင်ဗျာအခုတော့အားလုံးနှုတ်ဆက်ပါရစေကျေးဇူးများကြီးတင်ပါတယ်